မင်းအောင်လိုင်းတကောင်ကတော့လေရင်ပြန်ကြီးဝယ်ပြီးတော့သူ့ရဲ့မိသားစုနဲ့ပျော့ပျော့ကြီးဆိုပြီးတော့နောက်ဆုံးခီးပြည့်တဲ့ရုရှားကိုသွားနေတဲ့အချိန်မှာပဲဒီခွေးတွေကတော့လည်းပျော့နေရတွေ့ရပါတယ်ဘလို့ပျော့နေလဲဆိုတော့ထမင်းတွေအင်းတွေကောင်းကောင်းစားနေရလို့တဲ့ဒီခွေးဆိုတာကသူတို့ကိုစစ်တဲ့ထဲမှာလေ့ကျင့်ပေးပြီးသားဘလို့မျိုးပါမှသူတို့အတွက်အကောင်းဆုံးဖြစ်လဲဆိုတာကိုဗီဒီယိုလေးမှာတွေ့ရမှာဖြစ်ပါတယ်ဟွန်းဘိုင်းနဲ့လွှင့်နေရအောင်ကွာဟိုကြီးတို့တို့တမတော်ကြီးကြီးရှင်းမင်းနဲ့ရှင်းမင်းထောက်ပံ့နဲ့ ကျတို့ငါငါဟင်းခေါ်ပြီးကြော်နဲ့စားနေပါဘူးစားလို့ဒါစတန်ဒတ်အာမီနော်တမတော်အကြီးကြီးထောက်ပံ့လို့စားရလားမဟုတ်ရင်ဘာနဲ့စားနေရလဲစဉ်းစားစဉ်းစားကြည့်တော့ဟယ်လိုကောင်းကြရလားပေါလာတော့ပြောပြနေဘူးကြီး။အားကြောင့်လဲရွာတွေကိုဝင်ရွာပစ္စည်းအကုန်ဆွဲ၊ကျွဲတွေနွားတွေအကုန်ဆွဲ၊ကြက်တွေအကုန်ဆွဲ။လူချင်းတိုင်းလှုပ်ပြီးတော့စားချင်တိုင်းမစားတဲ့ဘဝကိုပြည်သိမ့်ဖို့အတွက်သူလုံနေကြတာစမ်းတော့မစမ်းပါဘူး။မြားအိမ်တွေကိုမီးရှို့။ဘာလို့လဲဆိုတော့ကို့မှာအိမ်မမရှိကြဘူး။မွေးတွေကအိမ်နဲ့နေရတဲ့ကောင်မျိုးမဟုတ်တဲ့ယူ ဒီကွေးတွေကိုပြေးထားတယ်ကွေးတန်းရမှာနေနေရတဲ့ကောင်းနေဆိုတော့ဒီတော့ရှိတာတော့စမ်းတော့မဟုတ်ပါဘူးဗျာငါအချင်းချက်ဟွခေါ်ပြီးကြောပြေးရင်ပြေးတော့ပြေးပဲဟင်းဒီတဲ့ကောင်းတာမရှိတော့ပါဘူးဗျာဟွဖေးဗျာအခုလို့ဘာမှမရှိဘာမှဝယ်မရတဲ့အရှင်တန်းလိုနေရာမှာဘာမှဝယ်ပြရမလို့မင်းတို့ထွက်လို့မရစကန်းတွေရအခုလို့အသားငါအရွက်တင်နေစားနေရတော့ကစိန်ထက်တော်တန်ဖို့ရှိရဗျာလိုလာကိုစဉ်းစားချင်းမြတ်ပန်ဖို့ပြည့် တမလို့အကြီးကဲတွေကိုလည်းကျေးဇူးတင်လေးစားပါရဗျာကျွန်တော်ကတော့ဟုတ်တယ်ဟုတ်တယ်ကဲဗျာအဲဆိုလေညမိုးမချုပ်ခင်လေအာဘစားကြဗျာဟုတ်ကဲ့ဘိုးကြီးကျွန်တော်တို့ကတော့စားကြချင်းလဲအတကူစားမှာပဲဂျန်သူဆိုရင်လဲအတကူပြင်းမှာပဲဘိုးကြီးတိတ်ကောင်းတာဗောဗျာ ဟဲ့ဟာဟာဟာတဲ့။ဒီတေးစရာရှိမှရှေ့တော့မင်းတို့ပြေးတေးမဲ့ကောင်လေး။ဘာသူရဲ့လုံနိုင်စွမ်းကအကန့်တက်ရှိသွားပြီ။อืมကဲရွေးတာဥမဲအောင်လိုင်းကအရေးချင်းရှိရှိနေမြန်မာနိုင်ငံမှာစောင်ရက်ပေးလိုက်စောင်ရက်မယ်ဟဲ့ဆိုရင်စောင်ရက်မလားဆိုရင် तू တနည်းစောင့်ကြည့်တယ်တနည်းစောင့်ကြည့်တော့အခြေအနေကပုံစိုးလာတယ်ဥမဲအောင်လိုင်းမစောင့်ဘူးဆိုတော့ तू သိလာနော်နှစ်နှစ်စောင့်ကြည့်တယ်မစောင့်ဘူးဆိုတော့ပုံသိလာသုံးနှစ်စောင့်ကြည့်တယ်ဘာမှမစောင့်ဘူးဆိုတော့သိရတော့ကြောင့်မို့လို့မနေနိုင်မထိုင်နိုင်တရုတ်ကဝင်ပြီးတော့ဒီနိုင်ငံကြီးမှာဝင်လောက်တာ ဟောမင်းတရုတ်ကိုပြောနေငါကျူကျူခေါ်ကိုပြောနေအောင်မေလို့မစွမ်းဘူးဆိုတော့မင်းအောင်လိုက်ခင်ဗျာပါဒီတကားပြန်ကပ်ပါပေါ့ငါညာဤနဲ့ကေဝေဝနာကကိုရှင်းမရင်ဆိုင်တွေ့ရပါရှင်သိနေကြရှင်သိနေကြကြ မလေးနေမဝင်ငငရဲကတော့ရှိသည်မြချင်းနေဟိန်းနဲ့ကြာဟိန်းနဲ့ငါဘယ်လိုပြန်ရပါမလဲပြန်ရပါမလဲမပြေဘူးပါဘူးရှင်တော့ငါဘယ်လိုပြန်ရပါမလဲငါ ံမျိုးတွေအားလုံးပဲငလင်ပေးနေမိပြီးတယ်မှာအများဆုံးကင်းဝေးကြပါစေဆူတောင်းပေးနေပဲကျွန်တော်ရဲ့ကိုဂျက် revolution channel လေးရပြန်လည်ကြိုဆိုလိုက်ပါတယ်ဗီဒီယိုလေး reaction မလုပ်သွားပေးခင်မှာတော့ယနေ့ဒီလ9ရက်နေ့ဟိုတယ်ဦးနဲ့ည10:00နာရီထိနောက်ဆုံးရရှိတဲ့သတင်းချို့ကိုအချင်းချုပ်ဖော်ပြပေးသွားမှာဖြစ်ပါတယ်။နောက်ဆုံးသတင်းပုံအနေနဲ့ကတော့အိုင်ခန့်ကျတော်အေအေနဲ့စော့သွဲဆောင်ရွက်နေတဲ့မင်္ဂလာတိနိုင်ငံကိုအာနာသိန်းစစ်ကောင်စီကနေပြီးတော့ကန့်ကွက်မှုပေါ်လို့မင်္ဂလာရှိနိုင်ငံကပြန်လည်ပယ်ချလိုက်ကြောင်းမင်္ဂလာတိနိုင်ငံမီဒီယာတွေကထုတ်ဖော်လိုက်ပါတယ်။ နိုင်ငံရဲ့ကျိုးစီးပွားကိုကာကွယ်မြင့်တင်ရန်လိုအပ်ကြောင်းယူဆလျင်မိသည့်ဖွဲ့စည်းနေမဆိုထိတ်ဆက်ဆောင်ရွက်သွားမည်လို့လဲဘင်္ဂလားဒေ့ရှ်မျိုးသားလုံခြုံရေးအကြံပေးခါလီလာရာမန်းကနေပြီးတော့ထက်မှန်ပြောကြားခဲ့ပါတယ်။ပြောရရင်တော့မင်းအောင်နဲ့မင်းအောင်ယူမဆိုင်ဘူးဆိုတော့ဘောပါပဲ။မင်းအောင်နဲ့မပိုင်တော့တဲ့အာရခိုင်တက်တော် AA ပိုင်ဆိုင်နေတဲ့ရခိုင်ပြည်ကိုကျိုးစီးပွားအတွက်ဖြစ်ဖို့ဆိုရင်တော့အာရခိုင်တက်တော် AA ကဘိုးချုပ်ထွေးမြေနိုင်တဲ့သက်သွေးရမှာကတော့သူတို့ရဲ့တာဝန်ဖြစ်တယ်လို့လည်းပြောထားတယ်ဆိုတော့ပါပဲ။ဘင်္ဂလားဒေ့ရှ်ရဲ့လက်ရှိဓားဖြတ်အစိုးရဖွဲ့ဟာ ။ဒေသဒေသများမှာအခက်တက်တော်အေအေနဲ့ကြီးတွေ့ဆက်ဆက်မှုများကိုအာနာသိစစ်ကောင်စီစစ်ကောင်ဆောင်ကလုံးဝမကြိုက်ကြောင်းနဲ့တက်ွက်ထားပါတယ်။မင်္ဂလာဒီအမျိုးသားလုံးကျွေးကြံပေးပါလီယံမန်ကတော့အခုစဉ်းစားရမှာကကျွန်တော်တို့ ਨੇ ဒေဇက်ဖြတ်ကျော်ထိန်းချုပ်မှုဟာအခုချိန်မှာအေအေလက်ထဲမှာရှိနေပါတယ်မင်္ဂလာဒီရဲ့နေနမိတ်တုတ်ချပိုင်နဲ့ကိုစီမံခန့်ခွဲကာကွယ်မှာဖြစ်ပြီးဒါဟာနေဇက်ဖြတ်ကျော်ပြဿနာဖြစ်လို့နေမိထိန်းချုပ်ထားသူနဲ့ပဲကျွန်တော်တို့အဆက်အသွယ်လုပ်မှာဖြစ်တယ်လို့လည်းပြည့်ပြတ်တတ်တာပြောထားတာပါ အင်္ဂလိပ်နိုင်ငံဟာနေဆက်ဖြစ်ဖြစ်ပြဿနာများကိုအခိုင်အတတော် AA နဲ့ဆက်သွယ်ဆောင်ရွက်နေသလိုမွတ်စလင်ဒုက္ခသည်များပြန်ပို့နိုင်ရေးအတွက်လည်းစစ်ကောင်စီနဲ့ပါအခိုင်အတတော်နဲ့ပါနှစ်ဖွဲ့စလုံးနဲ့ဆက်သွယ်ဆောင်ရွက်နေလျက်ရှိပါတယ်။ရန်ကုန်မှာမင်းရညာပိုင်းမှာငလင်လှုပ်ပြီးပြည်သူများလမ်းပေါ်စီးမီးချိန်မှာလမ်းပေါ်ထွက်လာတဲ့လူငယ်တချို့ကိုစစ်မှုထမ်းရန်ပေါ်တာဆွဲဖမ်းသူတို့ကြောင်းဟန်စီခံရတဲ့လူငယ်တချို့ရဲ့မိတ်ဆွေတချို့ကနေပြီးတော့ပြောထားတာသိရှိရပါတယ်။မေလာချောင်းဝင်းဒီည09:55မိနစ်ချိန်ရန်ကုန်တိုင်းလက်ကူးမြို့နယ်ဇရက်ကွင်းဒီမှာမြေရောက်အနက်10ကီလိုမီတာမှာဗိုလ်ပြူပြီးရချစ်စားစကေး3.0မှ9အဆင့်နဲ့ အင်းအားအနေငယ်ရှိတဲ့မြင်းကလင်လှုပ်ခတ်ပြီးတဲ့ချိန်မှာတော့ရန်ကုန်မြို့မှာပြည်သူများထက်မြင့်တိုက်တာများကနေပြင်းစင်ခဲ့ကြပါလေ။ကလင်လှုပ်ခတ်ပြီးချိန်မှာတော့ရန်ကုန်တိုင်းလှိုင်မြို့နယ်တရက်ကွက်ဇေယသိတ်ထီနယ်လန်းတွင်လည်းလူငယ်များအပါအဝင်ပြည်သူများလည်းထက်မြင့်တိုက်များပေါ်မှာစီးပီးကြကြောင်းကလင်ကိုစိုးရိမ်၍ညဉ့်နေသည့်အထိလက်မမှာပြည်သူများရှိနေစီမှာတော့လှိုင်မြို့နယ်တရက်ကွက်ဥက္ကဋ္ဌစစ်သားတို့နဲ့အပေါင်းပါများဟာလူငယ်တအူးကိုလာရောက်ဖမ်းဆီးသွားခဲ့ကြောင်းအစိုးရလူငယ်များစစ်မှုတန်းရန်အလှည့်ကျနေသူဖြစ်ကြောင်းလည်းသိရှိရပါသည်။ အလင်ကြောင့်အောက်ကိုစီးမြည်ရတဲ့အချိန်အုတ်ကြီးကသူရှာနေတဲ့လူငယ်စစ်မှုထမ်းရမယ်ဆိုပြီးဖမ်းသွားပါတယ်။လမ်းလေးကအခြားလူငယ်တွေလည်းရှောင်လို့မရမရဘူး။ချိန်တိုင်စစ်မှုထမ်းရမယ်ဆိုနားလည်ထားမင်းတို့ကောင်တွေဆိုပြီးတော့လဲအောင်အောင်သွားတယ်လို့သိရှိရပါတယ်။အဲအုတ်ကြီးတွေကတော့အဟုတ်တီးနေရတော့တကောင်မီးတကောင်ပေါနေသေးရဲ့နော်။နောက်ထပ်သတင်းတော့မှာတော့ဟိုကန် MND ထမ်းမှာလက်နက်ချညံ့ခံခဲ့တဲ့ဗိုလ်မှူးချုပ်အေမင်းဦးရှေးမြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှုရာထူးနဲ့လားရှို့ကိုပြင်ရောက်လာပြီးရမခတိုင်းစစ်တနာကျုပ်အစ်စ်ကိုပြန်တီစောင့်မယ်လို့ပြောထားပါဗျ။တမီနယ်မြောက်ဝိုင်းမှာအိုကန် MNDA ထံမှာ လက်နက်ချညံ့ခံခဲ့တဲ့ဗိုလ်မှူးချုပ်အေးမင်းဦးဟာရှိမြောက်တဲ့စစ်တပ်နာချုပ်တိုင်းမှုရာထူးဖြင့်လာရှုကိုပြင်ရောက်လာပြီးလာရှုစစ်ရုံဖွင့်ပွဲပေါင်ဝင်လာရှုမြို့ပြန်လဲပြည်ဆောင်ရေးကိုဥဆောင်လုပ်ကင်နေကြောင်းလာရှုဒေသပြည်သူများကပြောပါတယ်။အချက်ဆိုရလည်းမရှိတာတော့ပြောမနေနဲ့ဗျာ။သူတို့ရဲ့စစ်ကောင်းဆောင်စစ်ခွေးမင်းအောင်နိုင်တော့အချက်ရှိတာမှမဟုတ်တယ်ယူ။မနေ့ကစစ်ရုံဖွင့်ပွဲတိုင်းမှုလာတဲ့ဒီနေ့အထိလဲလာရှုမှာပဲဒီမှာပဲရုံထိုင်တော့မလို့လဲကြားပါတယ်လို့လာရှုဒေသတင်းကြီးမိကသိရှိရပါတယ်။ MND နဲ့ AP လာနောက်ပိုင်းလာရှုမြို့ပေါ်စစ်နေရောက်ကမှဆုတ်ခေါ်သွားပြီးနောက်ရှိမြောက်တိုင်းတိုင်းမှု ဗိုလ်မှူးချုပ်အေမျိုးမှာလာရှုပ်ကိုပြန်လည်ရောက်ရှိလာခြင်းဖြစ်ပြီးစီဒီအမ်ဗိုလ်ကြီးဇင်ရော်ကမူလာရှုပ်တွင်ရှိမြောက်တဲ့စစ်တပ်တို့ပြန်လည်ခြေစိုက်ဖွင့်လှစ်မိဟုသိရှိထားကြောင်းဒင်းထုတ်ပြန်ထားတာလည်းတွေ့ရှိရပါတယ်။လာရှုပ်မှာပဲရမကတိုင်းစစ်တပ်နာချုပ်ပြန်ခြေစိုက်မယ်။အစကမိုင်းရံနဲ့တန့်ရံမှာအာမလာရွေးပြီးမယ်လေဘလို့ဖြစ်သွားလဲတော့မသိပါဘူး။လာရှုပ်မှာပဲရမကတိုင်းစစ်တပ်နာချုပ်ပြန်ဖို့မယ်လို့လည်းစီဒီအမ်ဗိုလ်ကြီးဇင်ရော်ကပြောထားပါတယ်။နောက်ထပ်သတင်းမှာတော့ရခိုင်ပြည်နယ်ကြောက်ဖြူမြို့နယ်မင်းတက်တောင်မှာရှိတဲ့စစ်တပ်ကာကင်းစခန်းတိုက်ပွဲမှာစစ်ကောင်စီတပ်သားဘက်မှ ။အင်အား80ကျော်ပါတဲ့တမကိုကိုစစ်ကြောင်းမှာလက်ရှိအချိန်မှာအဆက်အသွယ်လုံးဝပြတ်တောင်လို့ရောင်းစည်သတင်းမျိုးကနေပြီးတော့ကြားသိရပါဗျ။ဒါဟာမေလာနီယန်နီမှာကြောက်ဖြူမှုနဲ့မင်းတက်တောင်ရှိစစ်တပ်ကာကင်စခန်းတခုအေရဝင်ရောက်တက်ခဲ့ကြကြောင်းသူတို့တက်ခဲ့ရမှာတော့ရင်းစကန်နဲ့ပတ်ဝန်းကျင်မှာပြက်ပြန်တားသောအင်အား80ပါစစ်တပ်စစ်ကြောင်းမှာလုံးဝအဆက်အသွယ်မရပဲပျောက်ချင်းမဲ့လာပျောက်ဆုံးနေကြောင်းသိရှိရပါဗျ။အဲဒီစခန်းမှာကအင်အား90ကျော်နဲ့ကင်းမုံက30ကျော်လောက်ရှိတယ်။အဲ့ဒါအဆက်အသွယ်လုံးဝမရတော့ဘူး။မေလာ3ရက်လောက်ခရက်ကအဲ့ဒီစစ်ကြောင်းကအဆက်အသွယ်ပြတ်သွားတာလို့လဲတပ်သတင်းမြေကထုတ်ပြန်ထားပါဗျ။ ဒိုဘာမင်းတက်တောင်ကာကင်းစခန်းတိုက်ပွဲနဲ့ပတ်သက်ပြီးအေအေကသတင်းထုတ်ပြန်မှုတို့လက်ရှိမှာသုံးတရာလှုပ်ဆောင်ခြင်းမရှိသေးပါဘူး။လာတူဘက်ရခိုင်ပြည်ကြောက်ဖြူမြို့နယ်အတွင်းအာနာသိစစ်ကောင်စီတပ်နဲ့အခန့်ကျတော့အေရူကြားတိုက်ပွဲတွေပြင်းထန်နေပြီးအေပယ်လာနောက်ဆုံးပတ်နဲ့မေလပထမပတ်တွင် ကြောက်ဖြူမြင့်နဲ့စစ်ကောင်စီရဲ့အမှတ်၃နှစ်ရဲတပ်ရင်းအနီးမှာတညဝရီရေတစကန်ဒီတို့တွင်လည်းစစ်ကောင်စီနဲ့အေရိုတိုက်ပွဲများဖြစ်ပွားနေကြောင်းသိရှိရပါတယ်။နောက်ထပ်သတင်းတို့မှာတော့ရှမ်းပြည်နယ်တောင်ပိုင်းညောင်ရွှေမြို့နယ်တိုက်ပွဲအတွင်းရုရှားနိုင်ငံမှတင်နန်းဆရာများဖြင့်တင်ကြားထားသည်ဆိုတဲ့ PNO PND ပြည်သူ့စစ်ရဲ့အထူးကွန်မန်ဒိုတပ်သားတွေဟာခြေတန်းမှာတည်ဆုံနေကြောင်းအင်းလေးပြည်သူ့ကာကွယ်ရေးတပ် IPDF ဖွဲ့ကနေပြီးတော့ ထုတ်ပြန်လိုက်ပါတယ်လက်ရှိတိုက်ပွဲဖြစ်ပွားနေတဲ့ရောင်ရွှေမြို့နယ်တောင်ပိုင်းမှာရှိတဲ့စစ်မြေနာမှာ PNP သူစစ်ရဲ့အထူးကွန်မန်ဒိုတပ်သားတွေကနေ့စဉ်တည်ဆုံနေရရှိပါတယ်ရုရှားတင်နန်းဆရာများကနေပြီးတော့အထူးကြီးကြပ်ပြီးညှိပေးခဲ့သည်ဆိုတဲ့အဆိုပါထူးကွန်မန်ဒိုတပ်သားများဟာတင်နန်းဆင်းပြီးရပ်ပိုင်းရကြမှာပဲရောင်ရွှေမြို့နယ်တောင်ပိုင်းမှာတည်ဆုံခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါတယ်ရောင်ရွှေမြို့နယ်ရေပူရွာဘက်ကိုကွန်မန်ဒိုဆိုပြီးစစ်ကြောင်းထိုးလာတဲ့အိုးဘာသာစကားနဲ့အသေးခံတပ်သားလို့ဩပြီးတက်လာကြတယ် ဟုတ်တယ်သူတို့ပြောတာတော့မမှန်ပါဘူးသူတို့ကကွန်မန်ဒိုတွေအသေးခံတပ်သားတွေဆိုတာတကယ်ဖြစ်နေတာပါတက်တာတဲ့ကောင်တွေလည်းအကုန်တည်သွားပါလေဆိုပြီးတော့လည်း IMDF တာဝန်ရှိသူကပြောကြားထားပါလေဘယ်လိုဥစွာမပူတွေအဖိုးများဖြစ်နေမလားဆိုတာကလည်းစဉ်းစားနေပါပဲအိမ်မှာဝီစကီတောက်ပြီးငိုးတုတ်တိုင်ဆောင်းနေတယ်ဟွန်းဒီချက်ကျွန်တော်တို့စဉ်းစားနေတယ် အဲ့မှာဝီစကီတောက်ပြီးမို့တို့ထိုင်စောင့်နေတယ်ဖမ်းတော့လဲပဲအဲ့ညာလေးတွေစောင့်နေကောင်းနေတာဆိုပြီးတော့ထောင်ထဲမှာဖမ်းထားလိုက်တယ်ဆိုတော့ဒီနေ့မှာတချို့ကပြောလိုက်တယ်အာတချို့ကအင်္ဂလိပ်တွေကဂလုံးစောကိုမလုံပေးတာတယ်ဘိုးချုပ်ကိုလုံကြံပေးရင်သူ့ယာတို့ပေးမယ်ပြောလို့အဲ့မှာပဲမို့တို့ထိုင်စောင့်နေတယ်ဆိုတာမျိုးရှိတယ်ဒါပေမဲ့ဂလုံးစောကိုယ်တိုင်ကသူ့ကိုယ်တိုင်လုံကြံပြီးတော့တမင်တက်တည်မဖြောက်ဖက်ဖက်နဲ့တမင်ဖမ်းခံပြီးတမင်အဖမ်းခံပြီးတော့တမင်ကျိုးတင်တက်ခံလိုက်ပြီးဖြစ်နိုင်တယ်ဘာလို့လဲဆိုတော့ဘိုးချုပ်ရဲ့အောင်ဆိုင်အတလီစာချုပ်ကိုလက်မှတ်မထိုးတာဂလုံးစောတယောက်တည်းမဟုတ်ဘူး ေးချောင်းကိုတော်တော်များများမသိကြဘူး။သိတဲ့လူတွေကမပြောကြဘူးဖုံးပေးထားကြတယ်။အောင်ဆန်းရဲ့တလီစာချုပ်ကိုလက်မဲ့မထိုးတာဘိုးချုပ်အောင်ဆန်းရဲ့အောင်ဆန်းရဲ့တလီစာချုပ်နော်။အောင်ဆန်းရဲ့တလီစာချုပ်မှာဆိုလို့ရှိရင်အဲကျွန်တော်တို့မြန်မာပြည်ကိုအပြည့်ဝလွတ်လပ်ရေးမပေးဘူး။ဒိုမီနီယန်စစ်အာဏာပေးမယ်။ပြီးရင်အတိုင်းမျိုးပြည်ပြုလွတ်တော်ခွင့်မယ်။ပြီးရင်ပြည်မနဲ့တောင်နဲ့ပူးတွဲပြီးလွတ်လပ်ရေးယူရမယ်ဆိုတဲ့အချက်။အောင်ဆန်းတလီစာချုပ်ဂလုံးစောကလက်မဲ့မထိုးဘူး။အဲ့ဒီလိုပဲတခင်ဘားစင်ကလည်းလက်မဲ့မထိုးဘူး။တခင်ဘားစင်ဆိုရင်အောင်ဆန်းတလီစာချုပ်ကိုလက်မဲ့မထိုးတဲ့အပြင်အဲ့ဒီမှာဂလုံး sorry ခလုံးစောကအဲ့တုန်းကကျမ်းမာကြီးပညာရေးဝင်ကြီးပညာရေးနဲ့နှူးသားကြံပေးဝင်ကြီးဟိုရုပ်စန်းလက်ထက်ကကလုံးဦးစောတို့ခင်ဗျစိန်တို့သူတို့ပဲရှိလို့တော်သေးရဲ့နင်တို့ဘောမတွေပဲအများကြီးရှိလို့တော့ရှင်းရမယ့်လူတွေကမနေဘူးတခင်ဗျစိန်တည်လေဘိုးကျောင်းအောင်ဆန်းရဲ့ဝင်ကြီးကျောင်းရဲ့လက်အောင်မှာယာတုအမြင့်ဆုံးတခင်ဗျတို့ကပြည်ရေးဝင်ကြီးတခင်ဗျစိန်ကလည်းဝင်ကြီးဝင်ကြီးယာတုကတော့တခါရဲ့နှုတ်ထွက်လိုက်တယ်အဲ့ဒီလောက်ထိပြင်းပြင်းထန်ထန်ကောက်ွက်တာလက်မမထိုးတဲ့ပြင်ယာတုကပါနှုတ်ထွက်လိုက်တယ်ဆိုတော့ဒီအောင်ဆန်းတလီစားချုပ်ကိုမကြိုက်တာကလုံးစောတယောက်တည်းမဟုတ် ဒီလိုမျိုးဆက်နေနေတဲ့ဂျာတွေကဘကြုတ်ကအောင်စံတီဗီစာချုပ်ကိုထပ်ပြီးတော့အကောင့်ထဲပေါ်နေတဲ့အတွက်လောက်ကြပါလိုက်တယ်။ဘကြုတ်အောင်စံလည်းတည်ပြီးတော့ဂလုံးစော်လေးကျိုးပြီးကွက်မြတ်ခံပါရတယ်။နော်ဆိုတော့ကအဲ့အောင်စံတီဗီစာချုပ်ပြီးတဲ့အခါမှာလက်ရပြည့်မဲ့စာချုပ်နော်လူရတီလီစာချုပ်စာချုပ်သုံးခုချုပ်ပြီးတော့မြန်မာပြည်လူလင်းရေးရတယ်။အဲ့ဒီမှာစီရောချီအဖြစ်ကျွန်တော်တို့မြန်မာနိုင်ငံကရွှေတင်းကားတွေပေါ့ရွှေတင်းကားတန်း180ကျော်ကျက်ငွေဘယ်လောက်ဆိုပြီးတော့စီရောချီအနေနဲ့ကျွန်တော်တို့ကပေးဆောင်ရမယ်။ဆိုတော့နောက်ရေးပြီးပြီးတော့နိုင်ငံတော်ကိုထမ်းဆောင်တဲ့အခါမှာဥနေဝဲဆိုတာလက်ထက်မှာ အဲ့ဒီမှာဒီစာချုပ်သုံးခုရပေးရောရမယ်အကျွေးတီကိုပေးစရာမရှိရအတွက် ADC နိုင်ငံနော် Lead Development Countries စင်ရဲစင်ရဲတဲ့နော်ပြည်ပြုတ်တက်မှုနေတဲ့စင်ရဲမွဲတည်တဲ့နိုင်ငံစင်ရဲမွဲတည်တဲ့စင်ရင်ပြောမယ်ဆိုရင်တော့လူစင်ရဲစင်အမိခံလိုက်ရတယ်ဥလိဝင်တဲ့ထက်မှာ ADC နိုင်ငံ Lead Development Country အမိခံပြီးတော့စင်ရင်ရှောက်လိုက်တာစင်ရဲသားပြေခံယူလိုက်တာက ဥနေဝင်းကိုဆက်ဆိုးရရဲ့အသုံးမချမှုကြောင့်မဟုတ်ခင်နဲ့ဒီစစ်ရော်ကြီးအောင်ဆန်းတယ်လီနုအတလီလက်ရဖရီမင်းဆိုတဲ့စားချုပ်သုံးခုပါစစ်ရော်ကြီးတွေကိုမပေးနိုင်တဲ့အတွက်ကြောင့်ဖြစ်တယ်ဆိုတာလေးကိုလည်းပဲကျမတို့တွေကတမိုင်းတင်ငန်းစာဖြစ်မှတ်ယူဖို့လိုပါတယ်။အေးအခုတို့ကတော့သိတယ်တက်တယ်ဆိုပြီးတော့ပြောသွားတာပါပဲစစ်ရော်ကြီးကိုဘာလို့မပေးနိုင်လဲဆိုတာတော့ तू မသိလိုက်ဘူးထင်ပါတယ်မဘူးသူသိဖို့ပြောရမယ်ဆိုရင်တော့ဥနေဝင်းကစစ်ရော်ကြီးပေးမဲ့ပတ်စံတွေအကုန်လုံးကိုမြင်းသွားလောက်လိုက်တာကုံသွားတာရောမဘူးသူတယောက်တိများတိခဲ့မယ်ဆိုရင်ဒီလိုစကားမျိုးပြောထွက်နိုင်ဦးမလားဆိုပဲပြေးရမှာဖြစ်ပြီးတော့ အတိအကျအောင်ဆောင်ပြီးတော့ပြောနေတာလည်းဖြစ်နိုင်ပါတယ်။ဟဲ့အားလုံးပဲစစ်မှုတန်းဥပဒေရဲ့မိတ်ချီတာတားတယောက်ပါပြောလဲဆိုတော့ဒီဗီဒီယိုတွေ့အောင်ဖြစ်ပါတယ်မကြည့်အသေးမျိုးတွေကျွန်တော်တို့ကြည့်သွားလို့ရပါတယ်။အပတ်စဉ်ကျတော့ဘယ်လောက်ခေါ်တော့မသိဘူး။အပတ်စဉ်ကကျွန်တော်တို့အပတ်စဉ်ကတော့အပတ်စဉ်၃လုခေါ်ပါတယ်။ဟောအခုကျတော့ဘယ်တင်ကြီးမှကြာနေရလဲ။အခုကဘယ်တင်ကြီးမှဆိုကုစက်ကုလင်ကင်းမှကျွန်တော်တို့ရှေ့တန်းအရှိလေပန်းတန်းရှစ်ထာတန်းကျုပ်ပေါ့။ဟာကျွန်တော် မန်းစုရဲ့တနေရာမှာကျွန်တော်ရှိပါတယ်ခင်ဗျာဟုတ်စတော့တဲ့ချင်းနေရောခင်ဗျာစတော့တဲ့ချင်းနေရောစတော့တဲ့ချင်းနေတော့ဒီမေဓာဟုကြည့်ရင်သိပါတယ်ဟိုအပူရီကိုကျွန်တော်မပြောတတ်ပါဘူးဟိုတက်မတော့မှတာဝန်ထမ်းဆောင်လည်းပြောရဲလားမသိဘူးမပြောဘူးမပြောဘူးတစ်တလုံးမပြောဘူးအဲ့ဒါပဲအောက်ပြီမလို့ကျွန်တော်မပြောပါဘူးကြာ။ဟောမိသားစုနဲ့ခွက်ခွာရတဲ့အချိန်လေးပြီးတော့ပြောပြပါအောင်လား။မိသားစုနဲ့ခွက်ခွာရတဲ့အချိန်လေးရင်ညီလေးကဘလူလေးဆိုတော့အမေတို့လွမ်းနေပြတာပေမဲ့အမေအရင်က ငါပြိအလိမ်မကျလေးတော်မှန်အရင်အရင်တော့စူးခဲ့တဲ့တင်တာအခုတော့သူကအကောင်းဆုံးပြင်နေကြတယ်ကျွန်တော်တို့မိုင်းတက်မတော်ရတောင်းရင်ထမ်းဆောင်တာဘလောက်ကြသွားရုံနဲ့တက်မတော်ရတောင်းရင်ထမ်းဆောင်တာဘလောက်ကြလဲဆိုကျွန်တော်တို့ဟိုပါပေါ့ဒီဆော့လာပိုင်းကြလို့ရှိရင်တော့ကျွန်တော်တို့တနည်းပြေးမှာပေါ့ပြည်သူစမှုတန်းဆိုတော့ကျွန်တော်နှစ်နှစ်ရမ်းဆောင်မလို့ပြောတာပေါ့နော်အင်းပြန်မယ်လို့စိတ်ကူးရှိတာနေပြီ။ပြန်မယ်လို့စိတ်ကူးမရှိဘူးပြကျွန်တော်တို့ဘလို့ဘလို့လဲဆိုတော့အမှန်ကျွန်တော်တို့အတွက်ကို ဒီအဲ့လူကြီးတွေကဘောနောအမကံကျက်တဝန်ယူမှုတာဝန်ခံမှုဘာတခုမှလည်းအမကံကျက်ဖွင့်ဆိုတာလည်းမရှိဘူးကြာဒါပဲလို့ဆိုကျွန်တော်စီပြက်လက်ပြက်နဲ့ဥထွက်အဲ့လိုမျိုးသင်လည်းသိဖို့အဲ့လိုမျိုးကျွန်တော်တို့စဉ်းစားတာပဲလေကျွန်တော်တို့ဘဝကိုလည်းစုံးသွားလိုက်ဆိုလည်းကျွန်တော်တို့သိသွားပါတယ်อืมညို့ကြတော့ဟိုလာတာချင်းကြီးအရကြတော့ဘာလို့အကုန်လုံးအပြည့်အဝရကြရလဲမသိဘူးခဏခုရှိရလားအချင်းကြီးကတော့ပြောမစင်တော့အကုန်လုံးအပြည့်အဝရပါတယ်ဗျာ အခုဒီအစရှင်ကျွန်တော်တို့မေလဒါလေးလပိုင်းလားငါးလပိုင်းလားအဲအဲ့ဒါမှတော့ကျွန်တော်တို့သုံးသိန်းတောင်းကိုအတိအဝရရှိပါတယ်အဲ့ဒါကိုကျွန်တော်တို့တရင်ကလာမှာကကျွန်တော်တို့ဗန်စုငွေကတရောက်ကျွန်တော်တို့ကိုသုံးသောင်းစုပေးမယ်လို့ပြောတယ်အဲ့ဒါစုတဲ့အပြင်ကျွန်တော်တို့တရောက်သုံးသောင်းအတရင်ဖြစ်ပါတယ်အဲ့ဒါပြီးတော့တရင်သူတို့ရဲ့ကျွန်တော်တို့မိခင်တရင်ပေါ်တော့ပြောမစွန်းတော့အဲ့ဒီတရင်မှာကသူက တလက်တလက်မတည်ဘူးစင်3-4လောင်းလောက်တည်တယ်အဲကြတော့ထက်ရသေးလားမသိဟိုနှစ်ဆောင်သူတို့တရာကြီးလို့တော့ပြောတယ်ဒါပေမဲ့မကောင်းဘူးလीနာရေးဆိုတော့ကျွန်တော်တို့ကတလောင်းတလောင်းကို900 900အနည်းဆုံးတော့ကျွန်တော်တို့လိုက်ပြီးပါတယ်ဟောဟိုကလတိုင်းလတိုင်းထက်ရလားလားမသိဘူးလတိုင်းလတိုင်းမတည်တဲ့လောက်ကိုမရှိရဘူး တလားသိပြီဆိုရင်သုံးရောင်းလောက်တော့သိတယ်ဗျာဟောဟုတ်ကဲ့ဗျာဟာဟောမိသားစုအချင်းနေရအင်းရောလွှဲနေရလားမင်းဗျာဟာကျွန်တော်အရင်နေပြီးတော့အခုလောက်ဆိုရင်တရားနီးပါးလောက်တော့ကတ်တော့မယ်တင်တာပဲကျွန်တော်ပြန်တောင်းနေရတော့ဟုတ်ကဲ့ဗျာအင်းအင်းအေးဦးပြန်ဖို့နေနေတန်းဟိုတခါမှတော့အစုမတောင်းဘူးဒီစိတ်ကူးတော့မင်းဒီပါဗျာတမတော်ရဲ့အချင်းနီးလေးနဲ့နေရထိုင်စသစတော့ရတဲ့အချင်းနီးလေးနဲ့ဘဝရဲ့အတွေ့အကြုံလေးပြောပြပေးပါလားဒီဟုတ်ကဲ့ဟို တက်မဲ့တော်ရဲ့အတွေ့အကြုံလေးတွေပြောရမယ်ရှင်နော်ကျွန်တော်အရင်လေးစားတယ်ကျွန်တော်အရင်လေးရှိကျူးပါတယ်ဘာဖြစ်လို့လဲဆိုတော့ဒီတရင်မှမရှိတဲ့ကောင်နေစဉ်ဒီလူမျိုးဥစ္စာတွေဇာရတယ်အရင်နည်းနည်းရှိသွားလို့ကျွန်တော်စီပါတယ်ပြားပါတယ်ပေါ့နော်ကျွန်တော်တို့ကြတော့ဒီမကြည့်ပါဘူးရဲ့ဟုတ်ကဲ့ကုကြီးဆောက်ပါတယ်ခင်ဗျဟုတ်ကဲ့ဝိလက်ကြောင့်ပဲလေကျွန်တော်မပြောတတ်ပါဘူးပုတ်ခတ်ပြီးတော့ ဘူးနှိမ့်ချတဲ့ကျွန်တော်တို့ကျွန်တော်ရောက်နေတဲ့ရင်းကိုလည်းကျွန်တော်နှိမ့်ချပြီးပြောစုတာလည်းမရှိပါဘူးခင်ဗျာဟုတ်ကဲ့ပါဗျာကျွန်တော်ပြည့်ပြည့်နေတဲ့ကျွန်တော်တို့ရဲ့ရဲဘော်တွေဘဝရဲ့ဒါကျွန်တော်မှတ်မဟုတ်ပါဘူးကျွန်တော်ပါစပြည်သူစုမှုတန်းရဲ့လို့မဟုတ်ဘူးဗျဟုတ်ကဲ့နဲ့ဘေးတရင်မြေပြပြရဲဘော်တွေမှန်သမျှဒီတန်းမြေစားရယ်ဆိုတာကိုကျွန်တော်လက်ခံသွားတယ်ဟုတ်ကဲ့ခင်ဗျာဘာဖြစ်လို့လဲဆိုတော့အကြီးအကဲတွေမှန်သမျှသူတို့စားရယ်ဝါရယ်ဟုတ်ကဲ့ဟုတ်ကဲ့ကျွန်တော်တဲပဲနော်ဟုတ်ကဲ့အခုမကြီးနဲ့မေးပြီးတော့ကျွန်တော်မကြီးနဲ့နော်ကျွန်တော်တဲပြောတာနော် ကျွန်တော်မေဒီလာသားဟုတ်ကဲ့ခင်ဗျာကျွန်တော်မေဒီလာသားပါဟုတ်ပြီပါနေပြီကျွန်တော်မေဒီလာသားပါခင်ဗျာဟုတ်ကဲ့ခင်ဗျာရတယ်အခုစိတ်ထဲမှာရှိတဲ့ဥစ္စာကိုမေးလို့ရပါတယ်ကြာကျွန်တော်အကုန်ဖြေပေးလို့ရတယ်ဟုတ်ကဲ့ကဲ့တိုင်းပြည်တောင်ဝင်ထမ်းဆောင်လာတာရရှင်မှုဂုံပုတ်အနေနဲ့ဘယ်လိုအခြေအနေရှိပါလဲတိုင်းပြည်အတွက်တောင်ဝင်ထမ်းဆောင်လာတယ်ဒါကျွန်တော်တို့ကတိုင်းပြည်အတွက်ထမ်းဆောင်တော်မှာမဟုတ်တာဘူးဟုတ်ပါဘူးဟိုအင်ဂျင်ရှင်ကဦးမဲတုတ်ခိုင်းတာပါခင်ဗျအင်ဂျင်ရှင်ဦးမဲတုတ်ခိုင်းတာ ဲ့တော့ကျွန်တော်တို့ကကြီးတဲ့အောက်စားလေးနဲ့ကျွန်တော်တို့ဝမ်းအောက်စားနဲ့အသက်မသိအောင်ဟုတ်ကဲ့ပါခင်ဗျာဟုတ်အဖေနဲ့အမေကိုလေလုံးပြပြစုအောင်ဟုတ်ကဲ့ခင်ဗျာဒါပေမဲ့ကုချင်းစားတဲ့နောက်လာမဲ့နောင်တော်ကြီးတွေညီကိုတွေအကုန်လုံးပြည်သူစုမှုလည်းနဲ့အကုန်လုံးကိုလေဒါဒီဒီချင်းလေအခုခုဖြစ်တဲ့နေရာရောဒါမျိုးလေးဆိုတာလေးကိုသိစေချင်တယ်။ရှင်းရဖြစ်တဲ့တော့တဲ့ငောင်းတော်အကူကြီးတို့တည်တဲ့ကောင်နဲ့အများကြီးတည်ကုန်ပြီ ိကုန်ပြီဟုတ်ကဲ့ဗာမကံကျဲဘလူတာဝန်ယူမှုတွေရှိခဲ့ဘူးတည်းလဲဆိုတာလေးကိုကျွန်တော်တို့သိကျင်နေဟုတ်ကဲ့ပါခင်ဗျာကျွန်တော်တို့စင်မြကြီးတဝက်အပေါ်တဝက်ဒီမှာကျွန်တော်တို့နင်းနေရတဲ့ကျွက်တိလက်ကိုက်အကုန်လုံးနော်ဟုတ်ကဲ့ပါခင်ဗျာဟုတ်ကဲ့အခုရင်ထဲမှာရှိတဲ့ဥစ္စာကိုကျွန်တော်ကအခုပြောပြမေးတရားရှိတာကိုကိုမွန်လေးနဲ့မေးအခုကြောက်ရမလို့တော့ကျွန်တော်ကကိုမွန်လေးနဲ့ဖြေပေးမှာอืมရပါတယ်ခင်ဗျာကျွန်တော်ဒီလောက်နဲ့အခုလေးလေးလေးစားပါတယ်ညီကွင်းချုပ်ပါတယ်ခင်ဗျာ ကြည်သူတင်ပါတယ်ခင်ဗျာဟုတ်ပါခင်ဗျာဟုတ်ကဲ့ကြည်သူတင်ပါတယ်ကျွန်တော်မေတိလာသားပါခင်ဗျာဟုတ်ကဲ့အရင်ကိုကြည်သူတင်ပါတယ်အခုလို့ကျွန်တော်အကျိုးကြောင်းလေးနဲ့တကယ်တိုင်းပြည်အတွက်တောင်ရင်ထမ်းဆောင်ရတဲ့အကျိုးကြောင်းလေးပြောပြရတဲ့အတွက်ကြည်သူတင်ပါတယ်တိုင်းပြည်တိုင်းပြည်ဆိုတာကိုထည့်မပြောနိုင်ဘူးပြောဘူးကျွန်တော်တို့ဟုတ်ကဲ့ပါခင်ဗျာကျွန်တော်မေတိလာသားပါခင်ဗျာရပါပြီဟုတ်ကဲ့ပါခင်ဗျာကျွန်တော်ကြီးတင်ပါဟုတ်ကဲ့ပါခင်ဗျာဗုဒ္ဓနှစ်မနေ့ဆော့ဆော့လူအများအိမ်မောကြနေတဲ့အချိန်မှာကျေလောင်တဲ့ပောက်ကွဲဆန်ကြီးတွေကြားလိုက်ရပါတယ်ပါကစ္စတန်အုပ်ချုပ်တဲ့ကက်ရှမီးယားပြည်နယ်ရဲ့မြို့တော်ဖြစ်တဲ့မူဆာဘာရာဖတ်မှာ လက်စစ်မီးတွေပြတ်တောက်ပြီးတော့ရုပ်တရက်အမောင်ကျသွားပါတယ်။အဲ့ဒီအပြင်ထွက်ကြည့်လိုက်တော့တနေရာမှာမီးတောက်ကြီးတွေတဟုံဟုံလောင်ကျွမ်းနေတာတွေ့ရတယ်လို့ကိုရီကျုံရတဲ့သူတယောက်ကပြောပါတယ်။မေလ9ရက်မနေ့တနာယီချင်းလောက်မှာအိန္ဒိယကပါကစ္စတန်နိုင်ငံတွင်းနဲ့ပါကစ္စတန်အုပ်ချုပ်တဲ့ကက်ရှမီးယားပြည်နယ်အတွင်းမှာရှိတဲ့နေရာ၉ခုကိုမစ်ဆိုင်းဒုံးတွေနဲ့တိုက်ခတ်လိုက်တာပါ။အိန္ဒိယကသူတို့တိုက်ခိုက်မှုဟာတိကျတဲ့ပစ်မှတ်ကိုတိုက်ခိုက်တာဖြစ်တယ်။အကန့်အသတ်နဲ့တိုက်တာဖြစ်တယ်။ထက်စစ်အရှိန်တုံးမြင့်တိုက်ခိုက်တာတွေလုပ်ဖို့ရည်ရွယ်မထားဘူးလို့ဆိုပါတယ်။ အကြမ်းဖက်အဖွဲ့အစည်းတွေခြေဆိုင်တဲ့နေရာတွေကိုတိတိကျကျပြစ်မှတ်ထားတိုက်ခိုက်တာလို့အိန္ဒိယကဆိုပေမဲ့ပါကစ္စတန်ကတော့စီးရင်နဲ့မပတ်သက်တဲ့အရက်သားပြစ်မှတ်တွေကိုတိုက်ခိုက်သွားတာလို့ဆိုပါတယ်။အဲ့ဒီတိုက်ခိုက်မှုကြောင့်ခလီးငယ်တယောက်ပါဝင်အနည်းဆုံးလူ၈ယောက်သေဆုံးပြီးတော့35ယောက်ထဏ်မင်းဒဏ်ရာရခဲ့တယ်လို့ပါကစ္စတန်ကဆိုပါတယ်။အဲ့ဒီစစ်စင်ရေးကိုစင်ဒိုးစစ်စင်ရေး Operation Sindoor လို့နာမည်ပေးထားပါတယ်။စင်ဒိုးဆိုတာကတော့ဟိန္ဒူအမျိုးသမီးတွေရဲ့နှစ်ဖူးမှာတို့ထားတဲ့အနီးဆက်အမှတ်အသားကိုခေါ်တာဖြစ်ပါတယ်။ သူတို့တက်ခဲ့တဲ့နေရာတွေဟာပါကစ္စတန်စစ်ဘက်ဆိုင်ရာနေရာတွေကိုတိုက်တာမဟုတ်ဘဲနဲ့အကြမ်းဖက်သမားတွေခိုးအောင်းတဲ့နေရာတွေကိုတိုက်ခိုက်တာသာဖြစ်တယ်လို့အိန္ဒိယဘက်ကဆိုပါတယ်အကြမ်းဖက်သမားတွေဟာအဲ့ဒီနေရာတွေမှာခိုလုံပြီးတော့အဲ့ဒီနေရာတွေကနေပြီးတော့စီစဉ်ညွန်ကြားတိုက်ခိုက်နေတာဖြစ်တယ်လို့အိန္ဒိယဘက်ကလည်းပြီးတော့ပြောပါတယ်ပါကစ္စတန်ကတော့အဲ့ဒီနေရာတွေဟာအရက်သားတွေရဲ့နေရာတွေသာဖြစ်တယ်လို့ဆိုပြီးတော့အကြမ်းဖက်တွေခိုးအောင်းနေတဲ့နေရာဖြစ်နိုင်မဖြစ်နိုင်ဆိုတာနိုင်ငံတကာကလာရောက်ကြည့်ရှုကြဖို့ဖိတ်ခေါ်ပါတယ်လို့ ပါကစ္စတန်ကာကွယ်ရေးဝန်ကြီးခါဝါဂျာအာစစ်ကဆိုပါတယ်အတိုက်ခိုက်ခံရတဲ့နေရာတွေအနက်တနည်းဟာပန်ဂျပ်ပြည်နယ်ဘဟာဝါပူမြို့အတွင်းကဗလီတစ်ခုဖြစ်ပြီးတော့လူနေထူထပ်တဲ့နေရာတစ်ခုလည်းဖြစ်ပါတယ်အဲ့ဒီနေရာကိုပြစ်မှတ်ထားတိုက်ခိုက်တဲ့အတွက်ခလိငယ်တယောက်သေဆုံးပြီးအမျိုးသမီးတယောက်နဲ့အမျိုးသားတယောက်လည်းဒဏ်ရာရခဲ့ပါတယ်ပါကစ္စတန်ကတော့အိန္ဒိယဟာသူတို့ဘက်ကတိခတ်နိုင်တဲ့အတိုင်းအတာကိုကြော်လွန်လာပြီလို့ဆိုပြီးတော့အိန္ဒိယရဲ့တိုက်လေရဲ့နှစင်းနဲ့ ဒရုန်းတစ်စင်းကိုပြန်လည်ပစ်ချခဲ့တယ်လို့ကြေညာပါတယ်။ပါကစ္စတန်စစ်တပ်ရဲ့ပြောရေးဆိုခွင့်ရှိသူဗိုလ်ချုပ်အာမက်ရှရစ်ချောင်ဒရီကထုတ်ဖော်ကြေညာခဲ့တာဖြစ်ပြီးတော့အိန္ဒိယရဲ့လောရဟာအလွန်ဆိုးရတဲ့ရန်စမ်းမှုလို့လည်းသူကဆိုပါတယ်။အိန္ဒိယအုပ်ချုပ်တဲ့ကက်ရှမီးယားပြည်နယ်အတွင်းကကပဝါရာခရိုင်နေပြည်သူတွေကတော့အိန္ဒိယပါကစ္စတန်နယ်ကြားဖြစ်တဲ့ထိန်းချုပ်နယ်နိမိတ် line of control ဘက်မှာ အပြန်အလှန်ပြစ်ခတ်ကြတဲ့အတန်တွေကိုကြားရတယ်လို့ဆိုပါတယ်။ အိန္ဒိယကစစ်ပွဲသဘောဆောင်တဲ့အပြုအမူကိုစတင်လိုက်ပြီးဖြစ်တဲ့အတွက်ပါကစ္စတန်ဘက်ကဘလို့အင်အားသုံးမှုမျိုးကိုမဆိုလောက်ခွင့်ရှိတယ်လို့ပါကစ္စတန်ဝန်ကြီးချုပ်ရှဖက်ရှာရစ်ကဆိုပါတယ်ပါကစ္စတန်နိုင်ငံနဲ့ပါကစ္စတန်လက်နက်ကိုင်တပ်မတော်ဟာရန်သူကိုဘလို့တုံ့ပြန်ရမယ်ဆိုတာကောင်းကောင်းနားလေတယ်ရန်သူရဲ့ကောက်ကျစ်တဲ့ရည်ရွယ်ချက်တွေအောင်မြင်သွားအောင်ခွင့်ပြုသိခံပေးမှာမဟုတ်ဘူးလို့လည်းသူကဆိုပါတယ်ဒီဗိုလ်ဒူးမနက်ခင်မှာပဲအမျိုးသားလုံခြုံရေးကောင်စီအစည်းအဝေးကိုလည်းခေါ်ယူကျင်းပသွားမယ်လို့သူကဆိုပါတယ် တက်ခိုက်မှုမစတင်ခင်နိုင်ပိုင်းကြာကပဲအိန္ဒိယဝန်ကြီးချုပ်နရန်ဒရာမိုဒီကအိန္ဒိယကနေပြီးတော့ပါကစ္စတန်ဘက်ကိုစီးဆင်းနေတဲ့အိမ်တုမြေကြီးကိုရက်တက်အောင်လုပ်ပြမယ်လို့ပြောခဲ့ပါတယ်။အဲ့ဒါလို့လုပ်ရင်အဲ့ဒါဟာပါကစ္စတန်နိုင်ငံကိုစစ်တိုက်တာနဲ့အတူတူပဲလို့မှတ်ယူမှာဖြစ်ကြောင်းပါကစ္စတန်ဘက်ကပြောခဲ့ပါတယ်။အဲ့ဒါလို့အပြန်အလှန်စကားစစ်ထုတ်မှုတွေလုပ်ပြီးနောက်မှာလက်နက်နဲ့တိုက်ခိုက်တဲ့စစ်ထုတ်မှုတွေဆက်လက်ပေါ်ပေါက်လာတာဖြစ်ပါတယ်။ အင်ဒုမြေခွဲဝေအတုပ်ပြေစာချုပ်ဟာ1960ခုနှစ်ခန့်ကချုပ်ဆိုသဘောတူထားတာဖြစ်ပါတယ်။အင်ဒုမြေဟာပါကစ္စတန်ရဲ့စိုက်ပျိုးရေးနဲ့ဒေသခံပြည်သူတွေရေချိုးအသုံးပြုရေးအတွက်အထူးမိကိုအားထားနေရတဲ့ရေအရင်းမြစ်ဖြစ်ပါတယ်။အရင်ကတော့အိန္ဒိယပြည်ထဲကရေဟာအိန္ဒိယအပြင်ဘက်ကိုစီးဆင်းခဲ့တယ်။အခုတော့အိန္ဒိယတွေကရေဟာအိန္ဒိယအတွက်ပဲစီးဆင်းတော့မယ်လို့အိန္ဒိယဝန်ကြီးချုပ်နရန္ဒရာမိုဒီကပြောပါတယ်။အခုကကာတာလေကျောင်းလိုင်းက ပါကစ္စတန်နိုင်ငံအတွင်းကိုပြန်တန်းနေတဲ့ခီးစဉ်တွေကိုလည်းရပ်ဆိုင်ထားပါတယ်ပါကစ္စတန်အတွင်းအိန္ဒိယလေကြောင်းလိုင်းတွေပြန်တန်းတဲ့အစီအစဉ်တွေရပ်ဆိုင်ထားကြောင်းအိန္ဒိယဘက်ကကြေညာပြီးတဲ့နောက်မှာကာတာလေကြောင်းလိုင်းကလည်းအခုလိုရပ်ဆိုင်လိုက်တာဖြစ်ပါတယ်အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကတော့အခုလိုဖြစ်တော့မယ်ဆိုတာသူကြိုတင်ခံမှန်းမိကြောင်းပြောခဲ့ပါတယ် just heard about it just as we were walking in the doors of the oval uh just heard about it ဲဆိုတော့ကြိုသိထားပါတယ်။ဘာကြောင့်လဲဆိုတော့အတိတ်ကတိုက်ခိုက်မှုတွေကိုသိထားလို့ပါ။အိန္ဒိယနဲ့ပါကစ္စတန်တို့တိုက်ခိုက်နေတာဟာဆယ်စုနှစ်များစွာရှိနေပါပြီ။နှစ်ရာနဲ့ချီပြီးတော့တောင်မှရှိနေပါပြီလို့သူကပြောပါတယ်။ အမေရိကန်ကတော့200နဲ့ချီပြီးတော့မရှိသေးပါဘူး။ပါကစ္စတန်နိုင်ငံပေါ်လာတဲ့တောင်မှနှစ်ပေါင်း80မပြည့်သေးပါဘူး။ဘာပဲပြောပြောအိန္ဒိယနဲ့ပါကစ္စတန်နှစ်နိုင်ငံစလုံးဟာနျူကလ িয়ার လက်နက်ပိုင်ဆိုင်သူတွေဖြစ်ပြီးတော့အခုဗိုလ်တူမနဲ့မစ်ဆိုင်းတိုက်ခိုက်မှုဟာအလွန်အန္တရာယ်ကြီးမားတဲ့စစ်ရေးအရှိန်မြင့်တက်မှုဖြစ်တဲ့အတွက်နိုင်ငံတကာကအမေရိကန်ပဲစိုးရိမ်ပူပန်နေကြပါတယ်။ကုလသမဂ္ဂအတွေ့အမှုချုပ်အန်တိုနီယိုဂူဒါရက်စ်ကလည်းအလွန်စိုးရိမ်ပူပန်ကြောင်းနှစ်နိုင်ငံစလုံးကအစ်စ်အမြင့်ဆုံးကတ်သက်ထိန်ချုပ်မှုတွေလှုပ်ဆောင်ကြဖို့လိုအပ်ကြောင်းသူအနေနဲ့ ရက်တန့်ကြဖို့ထိမ့်ချုပ်ကြဖို့တောင်းဆိုကြောင်းထုတ်ဖော်ပြောဆိုခဲ့ပါတယ်။အေးကုလသမဂ္ဂကြီးကလည်းတော်တော်လေးကိုစိုးရိမ်နေပြီနော်။ဒီမှာလည်းစိုးရိမ်လို့အာကြီးတို့သူ့အတော်အကုန်လုံးဝိုင်းမျိုးစိုးရိမ်ပေးရမယ့်ချင်းတွေရောက်နေပြီ။